ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဗမော်မြို့သိမ်းတိုက်ပွဲဟာဒီဇင်ဘာ၄ရက်နေ့မှာစတင်လာကြောင်းမတ်လအထိဆိုရင်၃လပြည့်ပြီဆိုပေမဲ့တော်လိုင်းအင်အားစုတွေဘက်ကမြို့ကိုအပြည့်အဝမထိန်းချုပ်နိုင်သေးပါဘူးကချင်လွတ်လပ်ရေးတပ်မတော် KYI ဘက်ကဗမော်လေရင်ကွင်းအပအဝင်တိုက်ရင်တချို့နဲ့မြို့ပေါ်ရပ်ကွက်တချို့ကိုတင်ထားနိုင်ပြီမဲ့စကခ27ဌာနချုပ်နဲ့ကြံတဲ့တိုက်ရင်တွေကိုတင်ပိုက်နိုင်ရေးစူးစမ်းနေရုံဖြစ်ပါတယ်စစ်တပ်ဘက်ကလည်းဗမော်မြို့မကြည်အတွက်လေကြောင်းပစ်ကူအပြင် နီးပညာမြင့် drone တွေပါတုံးပြီးတရက်ကိုဘုံလုံး30ကနေ40အကြာကျဲချနေကြောင်း KIA ဘက်ကပြောပါတယ်။ဗမော်မြို့မှာစစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်20ဝန်းကျင်ရှိပြီးမိုင်20ဝန်းကျင်လောက်အကျယ်ရှိတဲ့စစ်တပ် area တွေကိုသိမ်းနိုင်ဖို့စ조사ရတဲ့အပြင်လေကြောင်းကနေပါရိတ်ခလက်နက်တွေနေတိုင်းချပေးနေတာကြောင့်အချိန်ကြာနေရတယ်ဆိုပေမဲ့မဆုတ်တမ်းထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။ ်။ KAI နဲ့ပူးပေါင်းတပ်တွေအနေနဲ့ဗမော်မြို့သိမ်းတိုက်ပွဲကာလ3လဝန်းကျင်အတွင်းမန်စီမြို့ကတည်ရင်3ခုထပ်မင်းကိုပါရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။